မင်္ဂလာပါရှင်အခုတင်ဆက်ပေးမယ့်သတင်းကတော့အမေရိကန်တွင် မလေးရှားနိုင်ငံသားရဲ့ဝန်ကြီးက NUG NUCC နဲ့ CRPH ကိုယ်စားလှယ်များနဲ့တွေ့ဆုံဆွေးနွေးတဲ့နေရာဖြစ်ပါရှင်အမေရိကန်ပြည်အောင်စုတွင် မလေးရှားနိုင်ငံသားရဲ့ဝန်ကြီးကအမျိုးသားညီညွတ်ရေးအစိုးရ NUG အမျိုးသားညီညွတ်ရေးအတိုင်းအမခံကောင်စီ NUCC နဲ့ပြည်အောင်စုလွှတ်တော်ကိုယ်စားလှယ်ပြုကော်မတီ CRPH မှကိုယ်စားလှယ်များနဲ့တွေ့ဆုံကြောင်းသိရှိရသည့် မြန်မာစံတော်ချိန်စက်တင်ဘာလ20ရက်နေ့အမေရိကန်စံတော်ချိန်စက်တင်ဘာလ19ရက်နေ့နယူးယောက်တွင်တွေ့ဆုံကြခြင်းဖြစ်ပြီး NUG ဘက်မှဝန်ကြီးဦးထင်လင်းအောင်နိုင်ငံခြားရေးတူဝန်ကြီးဦးမိုးစောဦးကုလသမဂ္ဂဆိုင်ရာမြန်မာတပ်အမတ်ကြီးဦးကျော်မိုးထွန်းဝန်ကြီးဦးအောင်မျိုးမင်း CRPH ဥက္ကဋ္ဌဦးအောင်ကြည်ညော့အပါအဝင်ကိုယ်စားလှယ်များတက်ရောက်ကြသည်တွေ့ဆုံပွဲတွင်မလေးရှားနိုင်ငံခြားရေးဝန်ကြီးကမြန်မာနိုင်ငံနှင့်ပတ်သက်သောနောက်ဆုံးအခြေအနေများကိုဆွေးနွေးခဲ့ကြောင်းသိရှိရသည် ို့ပြင်အာဆီယံလွှတ်တော်အမတ်များလူခွင့်ရေးကောင်စီကဆောင်ရွက်ခဲ့သောမြမအရေးနှင့်ပတ်သက်သည့်စုံစမ်းစစ်ဆေးရေးဆိုင်ရာဖြစ်ပေါ်တိုးတက်မှု MPI နှင့်ပတ်သက်၍လည်းအစည်းအဝေးကိုဥဆောင်ချိန်မှခဲ့ပြီးအာဆီယံလွှတ်တော်အမတ်များလူခွင့်ရေးကောင်စီဘက်ကကိုယ်စားလှယ်များ NUG NUCC နှင့် CRPH ဘက်မှကိုယ်စားလှယ်များတက်ရောက်ခဲ့ကြကြောင်းသိရှိရသည်ဆက်လက်ပြီးရဲကောတည်ဆောင်းခဲ့သော ကလေးဝမျိုးနဲ့မစိန်ချေးရွာနေမြေရဲကင်းကိုဝင်ထိုင်ကြောင်းကလေးဝ PDF ကတည်င်းထုတ်ပြန် လက်နက်ရှင်းလက်သိမ်းစီရပြီးပြီးရဲစခန်းကိုမီးတင်ရှို့ခဲ့ဆိုတဲ့တဲ့ရောတိဆက်ပေးပါမယ်ရှင်။ရဲတပ်ဖွဲ့ဝင်ကိုဦးတိဆုံးစီခဲ့တော့စခိုင်းတိုင်းကလေးဝါမြို့နယ်မစိန်ချေးရွာရဲကင်းကိုဝင်တိုက်မှုသည် ကလေးဝါ PDF ကဆောင်ရွက်ခဲ့ခြင်းဖြစ်ပြီးလက်နက်ရှင်းလက်သိမ်းစီရမိခဲ့ကြောင်းသိရှိရသည်။ PPA Defense Force ကလေးဝတရင်အဖွဲ့ဝင်များသည်စက်တင်ဘာ16ရက်နေ့နနက်6:05မိနစ်ချိန်တွင်ကလေးဝမြို့နယ်မစိန်ကြီးရွာနေမြင့်ရဲစခန်းအားအလစ်အငိုက်ဝင်ရောက်စီးနှင်းတိုက်ခိုက်ခဲ့ကြောင်းတိုက်ခိုက်မှုတွင် PDF ကလေးဝတပ်ဖွဲ့ဝင်များမှအချမ်းဘတ်စစ်ကောင်စီ၏နေမြင့်ရဲစခန်းအားစီးနှင်းတိုက်ပိုက်နိုင်ခဲ့ပြီးရဲတပ်ဖွဲ့ဝင်9ဦးသေဆုံးခဲ့ကြောင်းသေဆုံးမှုများထပ်မံရရှိနိုင်ပြီးရဲချုပ်မှထိခိုက်ဒဏ်ရာပြင်းထန်စွာဖြင့်ထွက်ပြေးသွားခဲ့ကြကြောင်း PDF အဖွဲ့ဝင်များဘက်မှအထူးခိုက်ကြဆုံးမရှိခဲ့ပေစခန်းအားမိရှို့ဖြစ်စီ၍အောင်မြင်စွာပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြောင်းထုတ်ပြန်ထားသည်အဆိုပါစခန်းသိမ်းတိုက်ပွဲမှာစစ်ကောင်စီအကြမ်းဖက်အဖွဲ့ဝင်များဤ G3 တနက်၅လက် user ID တနက်၂လက် M79 လောင်ချတလက်လက်ပစ်မိုင်း၃လုံး 7x62G 298တောင်း user ID 149တောင်း 125ဆိုင်ကလေးစီဆက်သွယ်ရေးအထိုင်ဆက်နှလုံးဆက်သွယ်ရေးစကားပြောဆက်၃လုံးဖုန်းဆက်လုံးပါဝါဘန်တစ်လုံး laptop တစ်လုံးပတ်စံအိတ်နှလုံးပတ်စံတောင်း၃ထောင်ချက်လက်ထိတ်နှစ်ခု ရွှေဆဲကြိုးတစ်ကုန်ချောပွေတစ်လုံးဘေးလွတ်အိတ်၃လုံးဓာတ်တစ်ချောင်း equipment တစ်ခုတို့ကိုတင်စီရမိခဲ့ကြောင်းသိရှိရသည် ိုက်ပွဲအတွင်းဒေသခံအရက်သားပြည်သူအမျိုးသမီးတဦးထိခိုက်ဒေဆုံးသွားသည်ဟုကြားသိရသည့်အတွက် People's Defense Force ကလေးဝတပ်ရင်းမှအထူးစိတ်မကောင်းဝမ်းနည်းဖြစ်ရပါကြောင်းနှင့်ဖြစ်စဉ်အတွက်ကာယကံရှင်မိသားစုအားလင်းလင်းနက်နက်တောင်းပန်အကြောင်းဖော်ပြထားသည်စကောက်စီဘကတေဆုံသောရဲကိုအတွက်ကြံရင်မိသားစုတစုလျင်နှစ်နာချီ၃000ပေးရထားကြောင်း သိရှိရသည် ဆလဘီနောက်ဆုံးသတင်းတစ်ပုဒ်အနေနဲ့မင်းအောင်လိုင်လက်ထွက် ထိတ်တန်းခရိုနီလက်သည့်24 hours company ပိုင်းရှင်အောင်အောင်စောဆွဲသတင်းကိုတင်ဆက်ပေးပါမယ်ရှင်။အကြံဖက်မင်းအောင်လိုင် အာနာသိမ်းထားတဲ့16လတာကာလအတွင်းမှာမြမစီပွားရေးလုပ်ပိုင်ခွင့်နဲ့ဟာစစ်တပ်နဲ့ကြီးပြူအဆင်ပြေသူတွေလက်ထက်ကိုအလုံးအရင်းနဲ့ကိုရောက်ရှိနေပါတယ်။ထိတ်တန်းအချမ်းသာဆုံးပုဂ္ဂိုလ်ကမင်းအောင်လိုင်နဲ့အောင်ပြေဆုံးတို့သားအဖဖြစ်ပြီးအဲ့ဒီနောက်မှာတော့ခရိုနီလက်သည့်တွေတဖြည်းဖြည်းပေါ်လာနေပါတယ်။ ီအထဲမှာ24 hours company pension ဖြစ်လာတဲ့အအောင်စော်တဲ့အပါအဝင် ဖြစ်ပါတယ်။2003ခုနှစ်မှာ24 hours company ကိုစတင်ထူထောင်ခဲ့ပါတယ်။အဲဒီအချိန်ကအာနာရှင်တန်းရွှေစစ်တပ်ကြီးစိုးတဲ့ကာလဖြစ်ပြီးစစ်တပ်နဲ့နှိစက်သူတွေအကူအညီနဲ့ပဲအိမ်ချမ်းမြေလုပ်ငန်းတပ်တုမိုင်းတူဖော်ရေးအတွက်သူတေသနာနဲ့စစ်တမ်းလုပ်ပေးခြင်းဝန်ဆောင်မှုတွေနဲ့လုပ်ငန်းစတင်ခဲ့တာပါ။ စတဲ့လောက်ကန်ချင်းကနေကတယံဇာတာတူဖို့ရေလုပ်ငန်းတွေမှာလောက်ပိုင်ခွင့်နဲ့အတိအကအကြီးကျယ်လောက်ကန်ခဲ့တာမို့စတဲ့ရဲ့ပံ့ပိုးမှုလောက်ခွင့်ပေးမှုတွေကြောင့်ဒီလုပ်ငန်းတွေရရှိခဲ့တာဖြစ်ပါတယ်သူကကုမ္ပဏီရဲ့မှတ်တမ်းတွေနဲ့ထင်သာမြင်သာဖြစ်မှုတွေကိုကြည့်ရင်အချိန်တိုကာလတစ်ခုအတွင်းမှာလုပ်ငန်းတွေဟာတချိန်တိုကြီးပွားနေတာမြင်ရပါတယ်။2005ခုနှစ်ကြောင်မီတွေရွှေနဲ့ခဲမဖြူအပြိုင်နဲ့တူဖို့ရေလုပ်ငန်းတွေအများအပြားလုပ်ပိုင်ခွင့်ရရှိခဲ့ပါတယ်။ 2023ခုနှစ်မှာတော့စီအုံးဆိုင်ပြိုးအေက9000နဲ့တနင်္လာရီတိုင်းမှာစီအုံးဆိုင်ပြိုးထုတ်လုပ်ရေးလုပ်ငန်းကိုစတင်ခဲ့ပါတယ်2026ခုနှစ်မှာကျောင်းဝင်းသွေးသုံးလျှက်စစ်အားမကာဝတ်660ထုတ်လုပ်မယ်လျှက်စစ်ထုတ်လုပ်ရေး project ကိုလက်မှတ်ရေးထိုးခဲ့ပါတယ်2028ခုနှစ်မှာတော့ MAI နဲ့ KPZ လုပ်ငန်းတွေဝင်ရောက်ရင်းနှီးမြှုပ်နှံခဲ့ပါတယ် စစ်တွေမှာကစ်ပါနဒီကမ်းခြေအရာစီမံကိန်းလမ်းစီမံကိန်းပြီးလက်မြေစီမံကိန်းဆက်ယုံစီမံကိန်းဟဲဟုတ်ပြည်ပြည်ဆိုင်ရာလေဆိပ်စီမံကိန်းတွေကိုဆက်လက်လုပ်ကိုင်နေရလဲဖြစ်ပါတယ်။မင်းအောင်လိုင်းအာနာတိန်ယူပြီးချိန်မှာတော့24နာရီလေရင်စီ73စီဒီဇယ်စီပြန်ပြူရောင်းချရေးကုမ္ပဏီကိုထူထောင်ခဲ့ပြီးမင်းအောင်လိုင်းရဲ့ရုရှားခီးစဉ်တွေမှာအမြဲလိုလိုလိုက်ပါသားလေးရှိပါတယ်။သူလောက်ကင်နေတဲ့လုပ်ငန်းတွေကိုတခုချင်းစီအလိုက်ခွဲခြမ်းကြည့်ကြရအောင်ပါ။ လောင်စာစီနှင့်စွမ်းအင်ခန္ဓာမင်းအောင်လိုက်အာနာတည်းယူပြီးချိန်မှာတော့အောင်အောင်စောက24နာရီလေးရင်စီ73စီဒီဇယ်စီဖြန်မှုရောင်းချရေးကုမ္ပဏီ24 Petroleum Limited ကိုထူထောင်ခဲ့ပြီးမင်းအောင်လိုက်ရုရှားခီးစဉ်တွေမှာအမြဲလိုလိုလိုက်ပါသွားလေရှိတယ်လို့ပြောခဲ့ပြီးပါပြီ2022ခုနှစ်အောက်တိုဘာလ13ရက်နေ့မှာအောင်အောင်စောဟာရုရှားနိုင်ငံကိုစစ်ကောင်စီစွမ်းအင်ဝင်ကြီးနဲ့အတူတွားရောက်ခဲ့ပြီးနိုင်ငံတကာရုရှားစွမ်းအင်ဖိုရမ် REW 2021ကိုတက်ရောက်ခဲ့ပါတယ် အဲ့ဒီခီးစင်မှာရုရှားနိုင်ငံ ROSGO ရဲ့ CEO နဲ့ဥက္ကဋ္ဌ Mr. Sergey An Gorkov နဲ့တွေ့ဆုံပါတယ်။ဒါအပြင်ရေအားလျှပ်စစ်စီမံကိန်းတွေနဲ့အခြားနည်းပညာနဲ့လျှပ်စစ်ထုတ်လုပ်မဲ့စီမံကိန်းတွေကိုအဲ့ဒီရုရှားခီးစင်အတွင်းမှာဆွေးနွေးခဲ့ပါတယ်။ရုရှားသမ္မတပူတင်ကိုယ်တိုင်မေကွန်းပြောခဲ့တဲ့နိုင်ငံတကာရုရှားဆိုရင် Foreign IW 2021ကိုတက်ရောက်ဖို့မိအောင်လာကအအောင်ဆုံးလွတ်ခဲ့တယ်လို့ဆိုပါတယ် ရုရှား73စီးတင်သွင်းဖြန့်ဖြူးရောင်းချရေးလျှပ်စစ်တအားထုတ်လုပ်ရေးလုပ်ငန်းတွေမှာအအောင်စောကဆက်လက်ပါဝင်လျက်ရှိနေပါတယ်။ဒီလုပ်ငန်းတွေကိုအအောင်စောကမင်းအောင်လိုင်းရဲ့တောက်အောင်ပြေဆောင်ရဲ့ရဲတခုဆိုင်ကုမ္ပဏီနဲ့ပူးပေါင်းလုပ်ကိုင်မဲ့အလားအလာတွေလည်းရှိနေတယ်လို့သိရပါတယ်။လက်ရှိမှာလည်းတနင်္လာနေ့တိုင်းမှာကျောင်းမီးသွေးသုံးမှာကာဝတ်660လျှက်စစ်တအားထုတ်ဆက်ရုံကိုလည်းဆက်လက်လုပ်ကိုင်လျက်ရှိပါတယ် တတူတူပေါ်ရေးလုပ်ငန်း2005ခုနှစ်မှာအောင်စော်ရဲ့ကုမ္ပဏီဟာရွှေကြောင်မီသွေးခဲမဖြူအပြိုင်နဲ့တူဖို့ရေးတွေကိုစကိုင်းတိုင်းတနင်္လာရီတိုင်းနေမှာစတင်လုပ်ခိုင်းခဲ့ပါတယ်။အခုမှတော့တနင်္လာရီတိုင်းဗိတ်ခရိုင်တနင်္လာရီမြို့နယ်အတွင်းမှာတနေ့ကိုတန်တပ်တောင်းထုတ်လုပ်နိုင်တဲ့ပြည်လက်မြေဆိုင်ုံစီမံကိန်းကိုဆက်လက်လုပ်ကိုင်နေပါတယ်။ ကျောင်းမီးသွေးတွေတူဖို့တင်သွင်းဖို့လည်းအမြဲလိုလိုစူးစမ်းနေပြီးကျောင်းမီးသွေးသောလျှက်စထုတ်ဆက်ရုံတွေမြောင်များစွာဆက်လက်ထူထောင်ဖို့လည်းစီမံကိန်းတွေသူလောက်ကင်နေပါတယ်။လန်ဒရာဖောက်လို့ရေးကဏ္ဍလန်ဒရာဖောက်လို့ရေးအကုန်သူလောက်ကင်ပါတယ်။ဆောက်လို့ရေးကဏ္ဍမှာတော့ရှမ်ပီနဲ့ဟဲဟိုးလေးစိတ်ကိုအပြည့်ပြဆိုင်ရာလေးစိတ်အဖြစ်အစိမ့်မြင့်တင်နေတာရှိပါတယ်။နောက်တစ်ခါစစ်တွေမှာကန်းချိအင်ယာစီမံကိန်းလမ်းစီမံကိန်းတွေကိုလည်းလောက်ကင်နေပါတယ်။ မြို့ပြစီမံကိန်းဖွံ့ဖြိုးရေးနဲ့ဟိုတယ်တည်ဆောက်ရေးတွေကိုလည်းကြကြပြပြလုပ်ကိုင်နေပါတယ်။စိုက်ပျိုးရေးစီအုံးနဲ့ကျောမစိုက်ပျိုးရေးစီမံကိန်းတွေကိုအကြီးအကျယ်လုပ်ကိုင်နေပြီးတနင်္လာတိုင်းမှာမြေအေက9000နဲ့စီအုံးထုတ်လုပ်ရေးဆက်ရုံမှာတည်ဆောက်နေပါတယ်။ပဲခူးတန်းဖြူးမြို့နယ်မှာလည်းအေက900ကျောမစိုက်ပျိုးရေးလုပ်ငန်းကိုလုပ်ကိုင်နေပါတယ်။အမေရနဲ့ KBZ ပိုင်ရှင်အစ်စ်ဖြစ်လာတော့မလား။အောင်စောဟာ 2018ခုနှစ်မှာတော့ AMR နဲ့ KBZ လုပ်ငန်းနဲ့ share တွေဝယ်ယူပြီးဝင်ရောက်ရင်းနှီးမြှုပ်နှံခဲ့ပါတယ်2019ခုနှစ်လောက်ကတည်းက AKBZ နဲ့ AMR မှာ share အများဆုံးအအောင်စွာပိုင်ဆိုင်ထားတယ်လို့စီးပွားရေးတိုင်းဝိုင်းကပြောပါတယ် အခုနောက်ဆုံးထူးခြားချက်ကတော့ AKB ဗီဇာကကုမ္ပဏီက AKB ဗီဇာလေးချောင်းလိုင်းနဲ့ပတ်သက်တဲ့ငွေကြေးတွေအလုံးကို KB ဗီဇာဘဏ်အသုံးမပြုတော့ပဲ UAB ဘဏ်၊ ARD ဘဏ်၊ Yuma ဘဏ်၊ CB ဘဏ်အပါအဝင်ပုဂ္ဂလိကဘဏ်တွေမှာပေးသွင်းရမယ်လို့ကြေညာချက်ထုတ်ပြန်ပါတယ်။စက်တင်ဘာလ21ရက်နေ့ကနေ AKB ဗီဇာနဲ့ဆိုင်တဲ့ငွေကြေးတွေကို KB ဗီဇာဘဏ်တွေမှာအသုံးမပြုတော့ဘူးလို့တရားဝင်အကြောင်းကြားလိုက်တာဖြစ်ပါတယ်။ KB ဗီဇာနဲ့ AKB ဗီဇာဆိုတာကျွန်တော်တသက်လုံးတွဲပြီးမြင်လာတာ။ အခုကအတော်ထူးကြတယ်၂019လောက်ကနေက AKB ဆန်နဲ့ MBR ကိုအောင်ကိုဝင်းမပိုင်တော့ဘူးလို့တည်ထားကြတာအခုဒီကြေညာချက်ထွက်လာတော့အဲ့ဒါဟာပိုတည်ကြလာတာပါလို့ကုန်စည်ပို့ဆောင်ရေးလုပ်ငန်းရှင်တဦးကဆိုပါတယ်တေချာတာကတော့အအောင်စောက MAI နဲ့ AKB ဆက်မှာ ကြီးကြီးမားမားရှယ်ယာရှင်ဖြစ်လာတာဖြစ်ပါတယ်။စီးပွားရေး Empire ချဲ့ထွင်ခြင်း အောင်စောဟာသူ့ရဲ့စီးပွားရေးအင်ပါယာကိုစစ်တပ်နဲ့ပူးပေါင်းပြီးချဲ့ထွင်နေတာကိုတော့အာဏာသိမ်းမှုနောက်ပိုင်းမှာခက်ဆိတ်ဆိတ်တွေ့မြင်လာရပါတယ်။သူကိုယ်တိုင်ကလည်းတိုးတိုးတိတ်တိတ်နေထိုင်တာမို့သူ့အကြောင်းသိသူနေပါလာပါတယ်။ဒါပေမဲ့အောင်စောဟာစစ်တပ်နဲ့ဆက်ရနာရှင်ကို အတိတ်ကပံ့ပိုးနေတဲ့တောက်တိုင်ခရိုနီစီးပွားရေးသမားဖြစ်ပါတယ်။စစ်တပ်ကြောင့်ချမ်းသာလာသူ ဖြစ်တာမို့စစ်တပ်ကပဲအာဏာရရှိခြင်းနဲ့ခိပြက်ခရိုနီတွေဆိုရင်လည်းမမားနိုင်ပါဘူး